န်တော်ဘက်ကနေဒီ NCA လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့နိုင်ငံသားလက်နက်ကန်အမေရိကန်အကြံဖက်သမားတွေကိုလည်းဖိတ်ခေါ်ထားပေမဲ့ပလောင်အကြံဖက်တွေကတော့စကားတွေကြွန်ထားပြီဖြစ်တဲ့နှုတ်တွေကြွန်ထားပြီဖြစ်တဲ့အတွက်နေပြည်တော်ရဲ့အရေးကိုတော်မှရောင်းလို့တော့နှက်ကြည့်ရတော့မှာမဟုတ်ဘူးဖြစ်ပါတယ်ဆိုတော့ဒီအခြေအနေမျိုးမှာပလောင်လက်နက်ကန်တဘုံ DNL အနေနဲ့တမရုံနဲ့ရင်ဆိုင်ပြီးတော့ထိတ်တဲ့ရင်ဆိုင်တိုက်ခိုက်မလားစစ်ရှုံးပြီးတော့လက်နက်ချအလင်းဝင်စုတ်ခွာထွက်ပြေးမလားဆိုတဲ့လက်နက်လမ်းကိုသာရွေးချယ်စရာရှိပါတော့တယ် ဒါအပြင်အခုဒီအောက်တိုဘာလထဲမှာလည်းပလောင်လက်နက်ကန်သဘော DNL နဲ့တမရော်ရဲ့ကိုယ်စားလှယ်တွေထပ်မံတွဲဆော်မှုလည်းရှိသေးတာဖြစ်တဲ့အတွက်အခုတီဘောကိုလက်လော်ရပြီးရင်တော့နောက်ထပ်နမ်ဆန်နမ်တိုနဲ့မန်တိုကိုတမရော်ကဆက်လက်တိုက်ခိုက်သွားမလားဒါမှမဟုတ်ကိုမင်းစွန်နီဘွဲမတိုင်ခင်မိုးခုတ်မြို့ကိုဝိုင်းဝင်းပိတ်ဆို့တိုက်ခိုက်သွားမလားဆိုတော့လည်းကျွန်တော်တို့ထပ်မံပြီးတော့စောင့်ကြည့်သွားရအောင်မှာပဲဖြစ်ပါတယ် အခုလက်ရှိအခင်းချင်းမှာတော့ပလောင်လက်နက်ကင်သဘောင် DNA အနေနဲ့မြောက်မီခဲကင်ထားရတဲ့အခြေအနေမျိုးရောက်ရှိနေပါတယ်။တမရဘက်ကပြီးခဲ့တဲ့ရက်ကလေရောင်တိုက်ခိုက်မှုတွေအတွင်းမှာလည်းပလောင်အကြီးပိုင်းပလောင်ခေါင်းဆောင်တော်တော်များများရဲ့ထိခိုက်မှုတွေနဲ့မိသားစုတွေရဲ့အကျိုးစီးပွားတွေထိခိုက်မှုတွေနဲ့ကြုံတွေ့ခဲ့ရတယ်လို့သိရတယ်။ဒါအပြင်ပလောင်လက်နက်ကင်သဘောင် DNA ရဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့တာပုံးကျော်ရဲ့ဆေးရုံတဲ့ကုသမှုဆိုတဲ့သတင်းကလည်းမိုင်းလာဆေးရုံမှာတယောက်ကုသနေတယ်ဆိုတာကိုဆက်လက်စုံစမ်းနေစေဖြစ်ပြီးတော့တခြားပလောင်အကြမ်းဖက်ဘသူတွေပါရှိနေတယ်လဲဆိုတာကိုလည်းစုံစမ်းနေစေဖြစ်ပါတယ်။ ဆိုတော့ပလောင်နေရဲ့အခင်းအကျင်းကအောက်ခြေမှာအုံချခံနေရတဲ့အပွဲတွေကလည်းအလဲလဲအပွဲပွဲနဲ့နေ့စဉ်ထိခတ်တိဆုံးမှုတွေကြုံတွေ့နေရတယ်။တက်မော်ရဲ့တံမြန်ထိုးစစ်အောက်မှာနေ့စဉ်ထိခတ်တိဆုံးနေရတာရှိတယ်လို့ပလောင်အကြီးပိုင်းတွေအနေနဲ့လည်းတက်မော်ရဲ့နိုင်ငံရေးဖိအားစစ်ရေးဖိအားနဲ့ငញ្ញံရေးဆွေးနွေးပွဲမှာဘယ်လိုမျိုးအသက်ရှူချောင်မှုတွေဘယ်လိုမျိုးတက်မော်နဲ့တွဲဆုံဆွေးနွေးမှုတွေပြုလုပ်ရမလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးအကြီးပိုင်းတွေထဲမှာလည်းသဘောထားကွဲလွဲမှုတွေကြုံတွေ့နေရတယ်လို့သိရပါတယ် တချို့သောသတင်းတွေအရတော့ပလောင်အကြီးပန်းတွေကတက်မလို့စီမှာလက်နက်ချကျင်တာတွေရှိတယ်။တချို့နိုင်ငံရေးစစ်ရေးစစ်သွေးကြွတွေကတော့ဆက်လက်ပြီးတော့တက်မလို့ကိုဆက်လက်တိုက်ခိုက်သွားဖို့စီစဉ်နေကြတယ်လည်းရှိတယ်လို့သိရပါတယ်။အခုလက်ရှိ PSLF DNL ရဲ့အကြီးပန်းဖြစ်တဲ့မိုင်းကျောက်ကြားတို့ကတော့1960အလွန်ကစစ်ကူးယဉ်မှုတွေအတိုင်းပဲပလောင်လက်နက်ကိုင်းတပုံ DNL ကိုမိုင်းကျောက်ကြားတို့တရေတေခဲ့တဲ့အချိန်က1992-93ကာလဖြစ်ပြီးပြည်ရင်လက်နက်ကိုင်းတပုံ KNU ထင်းကျုပ်ထားတဲ့မာနေဘလော့ဒေတာမှာတွားပြီးတော့ဝင်ရောက်ခိုးလုံနေခဲ့ရတာဖြစ်ပါတယ်။ 1992ခုနှစ်ဝန်းကျင်ကနေ2009ခုနှစ်ကာလအထိနှစ်ပေါင်းများစွာကရင်လက်နက်ကန်တဲ့ပုံ KNU ရဲ့ခိုင်းဘက်အနေနဲ့မာနေဘလော့ဒေတာမှာထင်းခုတ်ဝါခုတ်နဲ့ခိုင်းသမျှလုပ်နေရတဲ့အဆင့်ကနေမှအခု TNL ကိုမွေးထုတ်ပေးခဲ့တာဖြစ်တဲ့အတွက်လက်နက်ကန်ဆွဲရတဲ့အရသာနဲ့ပလောင်လက်နက်ကန်တဲ့ပုံ TNL အဖြစ်မွေးထုတ်ပေးဖို့အများကြီးကြိုးစားခဲ့ရတာဖြစ်တဲ့အတွက်လက်နက်စွန့်မှုကလည်းသူတို့အတွက်ကတော့ကြီးကြီးကြီးနဲ့စဉ်းစားနေရတဲ့အခြေအနေမျိုးဖြစ်ပါတယ် ဒီလိုမျိုးအကြက်တဲတွေနဲ့ရင်ဆိုင်နေရတဲ့ပလောင်လက်နက်ကင်တပုံ DNL ကတော့ဘယ်လိုပဲဖြစ်ဖြစ်လက်ရှိလက်ကမ်းမှာဒီဘောကိုလက်လွတ်ရတော့မှာဖြစ်ပါတယ်။ဒီဘောကိုလက်လွတ်ပြီးရင်တော့မိုးကုတ်ကထိန်ချုပ်ခံရမယ့်မျိုးဖြစ်မလား။ထိုးစစ်ဆင်ခံရမယ့်မျိုးဖြစ်လာမလား။ဒါမှမဟုတ်ပလောင်လက်နက်ကင်တပုံ DNL ရဲ့ဌာနချုပ်ရှိတဲ့2008သတ်မှတ်ပေးထားတဲ့ပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာရှိနေတဲ့ Namsan Nam2 ဒေတာတွေကိုပဲတမလို့ကဆက်လက်ထိုးစစ်ဆင်မလားဆိုတာကတော့သိဝင်စားဖို့ကောင်းစွာတဲ့စက်ပြီးစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ် ဒါတွေကအခုမနေ့ပြန်မှကျင်းပမယ် NCA 10နှစ်ပြည့်အခမ်းအနားနဲ့လည်းအများကြီးသက်ဆိုင်ပါလိမ့်မယ် NCA ပေါ်မှာဂလန်ကဆန်ပြုလုပ်ခြင်း NCA နဲ့ပတ်သက်ပြီးတော့မထီမင်းမြင်ပြုလုပ်ခြင်းနဲ့အပါအဝင်နိုင်ငံတော်ဘက်ကသဘောထားကြီးစွာနဲ့ဖိတ်ခေါ်ထားတဲ့ညဉ့်ညဉ့်ဆွေးနွေးပွဲတွေကိုထပ်မံပြီးတော့ကြောခိုင်းရင်တော့ပလောင်လက်နက်ကင်သဘုံ DNL ဆိုတာကစတင်ဖွဲ့စည်းခဲ့တဲ့1960အလွန်ကာလတွေအထိကိုရောက်ရှိသွားတော့မှာဖြစ်ပါတယ် 1960ကာလ PSL လို့ PSL ကိုမဖွဲ့စည်းခင်အချိန်လေးကလက်ဖက်ကိုရင်းတက်ဆက်နေရတဲ့အကြံဖက်အဖွဲ့အစည်းတွေအနေနဲ့ဒီထက်ပိုပြီးတော့မျိုးတုံးပြောက်ွယ်မဲ့အလားလာနဲ့ချင်းကပ်နေပြီဖြစ်ပါတယ်။ဒါကတော့ဒီပလောင်လက်နက်ကင်သဘော DNL တွေထပ်မံပြီးစစ်ရှုံးပြီးလက်လွတ်ရတော့မဲ့ဒီဘောမျိုးနဲ့ပတ်သက်တဲ့သတင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့တမ်းမတော်ကဒီဘောမျိုးကိုမနှက်ပြန်သို့မဟုတ်တပတ်ခါမှအပြေအဝထိန်းချုပ်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ လမ်းမတော်စစ်ကြောင်းကြီးတွေကလည်းလုံးဝရပ်တန့်ရင်းနားနေခြင်းမရှိဘဲနဲ့ပလောင်အကြမ်းဖက်တွေနဲ့ဒနုလက်နက်ကင်တပုံ TBLE အဖွဲ့တွေကိုတောက်လျှောက်ဆုံးသောထက်ချက်မကွာလိုက်လံတိုက်ခိုက်နေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါတယ်။